ရိသမြအားလုံးမင်္ဂလာပါဗျာမြန်မာလက်ရွေးစင်ယူနစ်သုံးမျိုးသားအသင်းဟာစီကိန်းပြိုင်ပွဲအကျိုးဖြစ်ဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့စကန်ဝင်လက်ချင်မှုတွေတောက်ဆောင်ခဲ့ပါတယ်စကန်ဝင်လက်ချင်မှုတွေဆောင်ရွက်ရင်းနဲ့မြန်မာလက်ရွေးစင်ယူနစ်သုံးမျိုးသားအသင်းဟာဂျပန်ခီးစဉ်အတွင်းမှာရှေ့ဆန်းပွဲတွေရှင်းနိုင်ကစားခဲ့ပါတယ်ခင်ဗျာရှေ့ဆန်းပွဲ၃ပွဲကစားခဲ့ပါတယ်တစ်ပွဲမှမနိုင်ခဲ့ပါဘူးအဲ့ဒီ၃ပွဲမှာနှစ်ပွဲရှုံးတယ်တစ်ပွဲသေးကြခဲ့တယ်ခင်ဗျာမြန်မာလက်ရွေးစင်ယူနစ်သုံးမျိုးသားအသင်းဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာစကန်ဝင်လက်ကျစ်ကင်တာဖြစ်ပါတယ်ပထမဆုံးရှေ့ဆန်းပွဲကိုအောက်တိုဘာလ၄ရက်နေ့မှာ Elite Toshima FC တင်းနဲ့ရှင်းနေကြစားရခင်ဗျအဲ့ပွဲစဉ်မှာ Elite Toshima FC တင်းကမြန်မာယူနီဆက်တော်အမျိုးသားအသင်းကို၃ဂိုးတကူးဆွဲရလနဲ့အနိုင်ယူသွားခဲ့တယ်အောက်တိုဘာလ၅ရက်နေ့မှာဒုတိယနောက်ရှေ့ဆန်းပွဲကစားတယ်အဲ့ရှေ့ဆန်းပွဲရဲ့ပြိုင်ဘက်ကတော့ Razu Kaisei University အသင်းဒီဘက်မှာ Razu Kaisei University အသင်းက မြန်မာလက်ရွေးစင်ယူနစ်ဆက်သုံးမြို့သားတင်ကို15ကိုတောင်တွင်းတဲ့ခဏမြန်မာလက်ရွေးစင်ယူနစ်ဆက်သုံးတင်ကနှစ်ကိုပြန်တွင်းနိုင်ခဲ့တယ်။ပွဲပြီးမှ15ကိုနှစ်ကိုနဲ့မြန်မာလက်ရွေးစင်ယူနစ်ဆက်သုံးမြို့သားတင်ရှုံးသွားတယ်ပေါ့လေ။နောက်ဆုံးရှေ့ဆန်းပွဲတော့ကာရှိမာအန်ဒလာလူငယ်အသင်းနဲ့ကစားတယ်။ကာရှိမာအန်ဒလာလူငယ်အသင်းကိုတော့မြန်မာလက်ရွေးစင်ယူနစ်ဆက်သုံးမြို့သားတင်ကသုံးကိုစီတီးကစားနိုင်ခဲ့တဲ့ခဏမြန်မာလက်ရွေးစင်ယူနစ်ဆက်သုံးမြို့သားတင်ဟာစီဂိမ်းပြိုင်ပွဲမှာတော့ဟုတ်စုစီမှာကြောက်လို့နေပါတယ်။ အသင်းလေးသင်းပါဝင်ပါတယ်မြန်မာရဲ့ဖိလစ်ပိုင်ရဲ့အင်ဒိုနီးရှားရဲ့စင်ကာပူရဲ့ဖြစ်ပါတယ်ခင်ဗျဒီအုပ်စုဟာမြန်မာလက်ရွေးစင်ယူ23သင်းအတွက်အုပ်စုချက်ဖြစ်နေပါတယ်အခုရှေ့စွမ်းမြူနဲ့ဆိုရင်ဒီအုပ်စုကနေနောက်တစ်ဆင့်ကိုတက်ဖို့စမီဖိုင်နယ်ကိုတက်ဖို့ပေါ့လေအသေးအတန်ကြိုးစားဖို့ရှိပါတယ်ခင်ဗျစီဂိမ်းပြိုင်ပွဲမှာအုပ်စု၃ခုပါဝင်ပါတယ်အုပ်စု A မှာအင်ရှင်ထိုင်းကတော့ဒါစမီဖိုင်နယ်တန်လျာသိကြပြီးသားလို့ပြောလို့ရပါတယ် ုပ်စုပြီးမှတော့ BNN ဟာဆွေးဖိုင်တဲ့တန်ရာတေချာပြီးသားလို့ပြောလို့ရတဲ့အဆင့်မှာရှိပါတယ်။အုပ်စုစီမှာတော့အုပ်စုပုံနေရာအတွက်အသေးအံအပြင်အောက်ရှိပါတယ်။အဲဒီနေရာမှာအုပ်စုပုံ၃သိန်းကတော့ဆွေးဖိုင်တဲ့ကိုတိုက်ရိုက်တလန်ကိုရရှိပါလိမ့်မယ်။အုပ်စုဒုတိယရရှိတဲ့အသင်းတွေကအကောင်ဆုံးဒုတိယအသင်းသားဆွေးဖိုင်တဲ့ကိုတက်ခွင့်ရရှိမှာဖြစ်ပါလိမ့်မယ်ခင်ဗျာ။မြန်မာလေရေးစင်ယူ၃၃မြို့သားအသင်းနဲ့လက်ရှိစွမ်းဆောင်ရရတော့အကောင်ဆုံးအုပ်စုဒုတိယအဖြစ်နဲ့ စမီဖိုင်နဲ့တက်ခွင့်ရဖို့သာနှော်လင့်ရမှာဖြစ်တဲ့ကြောင့်အတိပေးပြောပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ